မင်္ဂလာပါရှင်ဒီနေ့ဆ iam မခိခင်ထူးရဲ့မြစ်ချောင်းနားဆိုတဲ့ဝတ္ထုတိုလေးကိုဖျက်ပြပေးခြင်းပါတယ်ရှင်အတူနားစင်ခန်းစားပေးကြပါအောင်ရှင်ရွာနာမည်ကဘို့ကုန်း တကယ့်ကိုကုန်းခေါင်ခေါင်အညာရွာကလေးခေါင်းလိုက်သမှတကယ့်ကိုရေမနီကုံမနီဆိုတဲ့ရွာမျိုးတနောင်းကြောင်ချစ်စူရေးပွင့်ဝေးဖုံငွေတွေလှိုင်းကြီးထနေတတ်တဲ့ရွာမျိုးမိုးရွာမိုးရွာမှရေခံကံပြေးရတဲ့ရွာမျိုးပါဟိုတုန်းကတော့ဒီနေရာကအင်းချောက်ကြီးလို့ဆိုတယ်အဲ့ဒီအင်းချောက်ကြီးကိုမြေဖို့ပြီးရွာတည်ထားတာမို့ဖို့ကုန်းနဲ့အဲ့ဒီတဲကမှဖို့ကုန်းရဲ့လို့ဖြစ်သွားတာလို့အစဉ်အဆက်ပြောကြတယ်အရှိဘက်မိုင်းတော်တော်ဝေးဝေးမှာ ။လက်ထိုးကြီးမြင်းကြံကားလန်းတော့သွားနိုင်ပါရဲ့။ဒါပေမဲ့အဲ့ဒီကားလန်းမပဲကယုံကရင်တက်ပြီးခီးသွားလိုက်မဟဲဆိုတဲ့လူရဲ့လို့အရှိတလောက်ရှာတယ်။တခါတလေဟိုရွာဒီဘာကူးကြတဲ့လဲတွေကလွဲလို့အဲ့ဒီအရှိဘက်ကိုတကန်တကဘယ်သူမှမရောက်ကြပါဘူး။ခီးရဲလို့သွားဖို့လာဖို့ဖြစ်လာရင်လဲအနောက်ဘက်ကလန်းလန်းကအေယာရီမြကြီးစီရွာစဉ်၄၅ရွာလောက်ကျော်တဲ့ပြီးပြီကတော့တင်ပေါ်ကြီးတွေသွားစီကြတာများတယ်။ ကာလန့်ဘက်တက်လို့ပေးရမယ့်ကားကားတဲ့တင်မောကားကတက်တာတာလည်းပါတယ်။ပြီးတော့တစ်သက်လုံးတင်မောစီးကြတာများတော့တင်မောပဲစိတ်ရောက်ကြတာပါ။ဘုကုံးရွာသူရွာသားတွေဟာတမအူးချတောင်သူလုံးတာထင်းခုတ်တာထန်းတက်တာကလွဲလို့အခြားအလုပ်ရဲလို့မေမေရရပြောလောက်အောင်မလုပ်တတ်ကြပါဘူး။လူရည်ကလေးနည်းနည်းလဲတာဆိုလို့ပဲပွဲစားစက်သွန်ပွဲစားနွားပွဲစားကလေးမတောက်တစ်ခေါက်လုံနေတဲ့ကိုဆန်အိုးရဲ့ရွာကန်မူလာတန်းចောင်းစရာလေးကိုပါအေးရဲ့ ရွာလေပိုင်းကစီးစရာကြီးဥနှောရင်ဒီလောက်ပဲရှိတာပါလူရည်လေတဲ့ဆိုတာကလည်းစပိန်ကလေးတစ်စင်းနဲ့ရွာစဉ်ရွာယိုးကုန်းကြော်ရေးကြော်အယောက်ပေါက်ရှိတာမျိုး ကြည်တော်ကုန်းလိုအုပ်စုရွာကြီးကဈေးကလေးသွားပြီးအဝယ်ချမ်းရှိတာမျိုးပဲကလေးရွယ်ကလေးရောင်းကြတာမျိုးဟိုတရင်ဒီတရင်လေးဖလှယ်ကြတာမျိုးတာမုန်နာမှုလေးကူးကြလူကြတာမျိုးလောက်ပါရွာတောင်ပြားမှာရွာဥထိပ်ဘုံကြီးကျောင်းတစ်ကျောင်းရှိတယ် ကျောင်းနိုင်စရာတော့ဥကဝိနာကတက်တော်ရောဝါတော်ရောဒီနေမှာတော့အကြီးဆုံးဩဇာရှိဆုံးကျောင်းရှိမှာကိုကိုပင်ကြီးတွေအုပ်ဆိုင်နေတဲ့တောက်ရေကန်ကြီးတကန်ရှိတယ်။အဲ့ဒီရေကန်ကြီးကတရွာလုံးအတွက်တောက်သုံးရေကန်ကြီးလည်းဖြစ်တာမှုနာမှုလည်းတုံရတဲ့ရေကန်ကြီးပါ။မိုးရွာတဲ့အခါရေပြည့်လာပြီးမိုးဝေးတဲ့တပေါင်းတကူးလိုနှွေကလေးပေါက်လာတဲ့အခါကျတော့ရေတစ်စက်မှမကျန်အောင်ခန်းကျောက်သွားတတ်တယ်။အဲ့ဒီအချိန်မျိုးမှာပက်ကြားတွေညာအဲလို့ အင်ဂျီ80 80လောက်ရှိတဲ့ရွာကလေးအတွက်ဆရာတော်ကကျောင်းဝင်းထဲမှာတောက်ရည်တွင်ကြီးတွင်ဇောက်ကြီးနဲ့အောင်တူပေးထားပေမဲ့ရေတွင်းကလည်းရေကန်လိုပါပဲမိုးရွာတဲ့နှစ်တည်းမှာရေကောင်းတယ်မိုးကောင်းတဲ့နှစ်များဆိုရင်ရေတွင်းကလည်းကောတော့တာပါပြီးတော့ရေရှားသွားတဲ့၃လလစာအတွက်နွားလဲတွေပေါ်ရေစီတင်ပြီးမြေနာကန်နာအထိလက်တက်ကြီးချီပြီးရေစီလဲသွားတိုက်ကြရတယ်အများကြီးတူပဲဆိုင်စက်သွန်ဆိုင်ကြတယ်ဆိုပေမဲ့ မိုးကောင်းရင်တီးနှံကောင်းပြီးမိုးမကောင်းရင်တီးနှံလည်းပြင်းတက်တာမဟုတ်လားဒါပေမဲ့ဘိုးကုံးရွာသူရွာသားတွေကတော့ကိုယ့်အရင်နဲ့ကိုယ်ဆက်ဆိုသလို ရောက်ရောက်ရဲရဲနေပြောခဲ့ကြတာကိုပဲနှစ်တွေကြာလာပေါ့ရွာမြောက်ဖက်မှာဖုံယောင်ထနေတဲ့ရှားဆောင်ပြသက်ပင်တွေကဏ္ဍရပင်မဲမဲကြီးတွေခစောင်းလောက်စူရိတ်ချုံရဲပင်တွေနဲ့ဖြစ်ချင်တိုင်းဖြစ်နေတဲ့ရွာတင်းချိုင်းရှိတယ်။တင်းချိုင်းဆိုပေမဲ့အုတ်ကူတွေတဖွည်းဖွည်းနဲ့ချောက်ချောက်ချာချာနိုင်တဲ့ ်တင်းကျိုင်းလက္ခဏာရဲ့လို့တစက်မှမရှိပါဘူး။မတိတဲ့လူဆိုရင်အလေးအကျစူတော်တော်လို့တောင်ထင်ရတဲ့ဖုံးဆိုးဒေါဆိုးမြေတသက်ပါတင်းဆိုင်မှာဘသူဘဲဝါရဲ့အုတ်ကူရဲ့လို့တလုံးမှမရှိတယ်လို့ဂျွာကလည်းအသေးပြောင်နေတော့ပြင်းစရာတောင်ကောင်းနေဆိုတာမျိုးအကျံပြင်းတစ်နှစ်တယောက်ဆိုတယ်လို့ဂျွာရဲ့မွေးတာဖွာတာရှိချင်းရှိနိုင်ပေမဲ့အသေးပြောင်ကတော့တစ်နှစ်တယောက်ရှိဖို့ခက်ရှားရှားရယ်ပြီးတော့လူမို့တည်ရင်လဲမိစာကုံစီခန်းလို့ ကိုဘရခန့်ခေါ်တဲ့တုတ္တတန်နဲ့ကံနှစ်ပါးစုံကုန်လို့မလွဲတာမဆောင်တာတည်ကြတာမျိုးကညာတယ်။အကင်းတဖြုတ်ဖြုတ်ဆိုသလိုရွေမတိုင်ခင်ယောဂဗယကန့်ညိပ်ပြီးတည်ရတာမျိုးဥပြည့်စီတကကံနဲ့တည်ရတာမျိုးဆိုတာမရှိဘူးလို့ပြောရင်တောင်ရကောင်းပါရဲ့။မရှိဆိုဘုကုံးရွာကရွာသာသေးတာ ရွာကလေးကသာဟိုမနီးဒီမနီးကြောင်ကြတာတအုပ်စုလုံးကအားထားနေရတဲ့ဆေးဆရာကြီးဦးနှောရှိတာကို တောသူတောင်သားများဖြစ်တတ်တဲ့ယောဂါဆိုတာလဲမြို့ယောဂါတွေမဟုတ်တော့ရွာယောဂါနဲ့ရွာစည်းစရာစီးလိုက်တဲ့သဘောတင်ပါရဲ့စီးစရာကြီးဦးနှောကိုတနေ့လုံးကဆရာကြီးနှောလို့တရုတ်တေခေါ်ကြတယ်ရွာနီးချုံဆက်ကလူတွေကလည်းဘိုးကုန်းဆရာကြီးတဲ့ရွာဒီမာကရွာနာမည်ကိုရှိကတက်ပြီးခေါ်ကြတဲ့အလစ်ရှိလေတော့ဆရာကြီးနှောနဲ့တင်မဲဘိုးကုန်းရွာကဂုံရောင်ပြောင်းလာပါပြီ သူ့ဟာသူရေရှားတာမိုးရှားတာတီးနံဖြင်းတာမဖြင်းတာ ရွာငယ်စနေပုတ်မိကလေးမိတ်တုပ်ဖြစ်တာဖြစ်တာနောက်တာဘိုးကုံးလို့ဆိုလိုက်ရင်ကိုဆရာကြီးနှောနဲ့ရောပြီးလူတီများတဲ့ရွာကလေးဖြစ်နေတာကိုကဘိုးကုံးရဲ့ရွာဖြစ်ရကြုံနှမှုပါပဲဆရာကြီးနှောကိုစီးပညာအမွေပေးခဲ့တာကဆရာကြီးရဲ့အမေဖွားရွှေမြေပါ ဖွားရွှေမြေကတကယ့်စီးဆရာမကြီးတော့မဟုတ်ပါဘူးဖွားရွှေမြေရဲ့အဖေဆရာကြီးနှောရဲ့အဖိုးဘိုးမင်းဆိုင်လက်ထက်တုန်းကတော့တကယ့်ကိုနေကြောနေကြနာမည်ဟိဟိထားခဲ့တဲ့တက်ဆရာကြီးလို့ပြောကြတယ် ဒက်စရာဆရာဆိုင်လက်ထက်တုံးကဆိုဝေဒနာကိုစေးတစ်ဖက်ဝါတစ်ချက်မတုံးရပဲနားမျက်စိနှာခေါင်းဆိုသလိုအာယုံအတွေ့အထိနဲ့တင်တော်ယုံတန်ယုံယောဂပြောက်အောင်ကုနိုင်တယ်လို့ဆိုတယ်မင်းဖိုးတို့များဘေဒတ္တနေရာလို့ခေါ်တဲ့အင်္ဂဝိဇာကျန်အလွန်နိုင်နေတာလူနာကိုမြေယုံနဲ့ဘဲတက်ပြက်တလဲတန်းတည်တယ်အပူနာအေးနာအတက်နာအသက်နာအပွင့်နာအပိတ်နာတထိုင်နေနဲ့ဆုံးဖြတ်နိုင်တယ် ယောဂဝေဒနာဆိုတာကလည်းဓမ္မတိတော်သာအခက်သာတတိတော်အလွယ်ကလေးဆိုတာဟာကိုကွယ်အကြားနဲ့ကုသည်အမြင်နဲ့ကုသည်အနံ့နဲ့ကုသည်အတွေ့အထိနဲ့ကုသည်ခဲရခဲစစ်ရှာဖွေ သုံးနေရတာမဟုတ်ဘူးကိုရှင်ရှိတဲ့ဟာဆရာကြိုက်ပြီးစိတ်ဖြစ်ရတာကြည်ပဲဆရာဆိုင်မှာတယောက်ကြားလေးတစုံတစမထုံးကားလေတော့သမီးမဆွေမြစ်ကိုပဲတက်ထားသမျှပညာမွေပေးရတာအပါတရားမရှိခဲ့ဘူးတဲ့ မြေကလေးမောင်နှောင်း၅နှစ်သားလောက်ကလေးကလောကီလောကုတ္တရာတရားတွေကိုအရွယ်နဲ့မဆက်ဖြစ်တင်ပေးခဲ့တယ်။မောင်နှောင်းကလည်းညံလေးကောင်းလေတော့အဖိုးရဲ့စီးပညာမွေရဲ့လို့အကုန်စင်မရလိုက်ပေမဲ့မျက်ရည်ဝနားရည်ဝဆိုသလိုတည်တင်တာကြားတင်တာများတော့မလွတ်ခဲ့ဘူး။ငါမြေရဲ့ဖရာတရားတန်ကရဏသုံးပါးကပဓာနာကွဲ့ငါးပါးသီလကိုခါဝတ်ဆိုလို့မြဲမြဲထိန်းသိမ်းရမယ်။ဂတိသစ္စာတည်ကြည်ရမယ်။မှတ်ထားကွဲ့နော်။သစ္စာတရားဟာစေးပဲ။ ငယ်စဉ်ကလေးကဒီလိုအဆုံးမတွေနဲ့တော်ကော်ရော်ကော်ကြီးပြင်းခဲ့ရသူဆိုတော့အရွယ်ရောက်လို့လူလားမြောက်လာတော့မောင်နှောဟာလူလိမ္မာလူရင်ကြီးဖြစ်လာတာပေါ့လူလိမ္မာလူရင်ကြီးများကိုမြင်သူတိုင်းကချစ်ခင်လေးစားကြတော့ဦးနှောကိုလည်းလူချစ်လူခင်များတယ်ဦးနှောကဥပရေရုပ်စင်ကြဲတယ်အကျင့်တီလာကောင်းတယ်ဦးနှောရဲ့စင်ကားဆိုရင် သူ့မေဖွားရွှေမျက်စိလူနာလာတိုင်းဘေးမှာအမြဲရှိနေတော့တာပါဟဲ့မိကျမ်းမုံညီကလေးကဘာဖြစ်တာလဲ ။ဘာဖြစ်လဲကျွန်မပြောတတ်ဘူးဖွားရွှေမြည်ရဲ့တော်ရရပြန်လာတော့ကိုရီချစ်ချစ်တောက်ဘူးလို့မျက်စီလည်းမဖွင့်ဘူး။အားလဲကိုပါရဲ့ကြည့်ပေးပါဦး။ဖွားရွှေမြည်ကမကြမ်းပုံကိုအနာကျိုးခိုင်းပြီးကလေးမျက်စီဖြဲကြည့်တယ်။ချက်ကိုလှန်ကြည့်တယ်။ခြေတွေလက်တွေစုပ်နေကြည့်တယ်။ပြီးတော့ကလေးကောင်ကိုတန့်ရင်ကမေးတယ်။ကလေးကဘယ်နှလားရှိပြီတုံးအေး။ရှစ်လမှတ်တာပဲပြာသူမွေးပဲတုံး။အေးရှစ်လရှစ်လဆိုတော့မီတာဝီနဲ့ဖန်းစားတာပဲဟဲ့။အေးရောက်ရင်ခေါ်ပရောင်းနဲ့ဓမင်းပြူတစ်စုပ်စလောင်းနဲ့ထက် မော့ခုနှစ်ချက်၅ခုနှစ်ကောင်ကျော်ပောက်ပန်းမြူခုနှစ်ပွင့်ကိုကျိုးနေတီထက်ပောက်ပေါက်စီမီခုနှစ်တိုင်ကိုနဒါရီဖြန်းပြီးစူတောင်းဒီကလေးမွေးတဲ့အချိန်လောက်မှန်းပြီးအနောက်မြောက်ဖက်ရွာစာသွားချကြည်နေနေရငါသွားမပြောက်တော့ငါပြောကိုင်းကလေးကိုနွေ့နွေ့ထွတ်ထွတ်သိမ့်ဟဲ့သွားသွားမကျန်းပုံပြန်သွားတော့မောင်နှောကမအေလို့သူကိုဘာဆေးမှမပေးလိုက်လို့အထူးဆန်းဖြစ်နေတော့အကျိုးချောင်းမေးတယ်။ဟောရွှေမြစ်ကတော့တားကိုကြည့်ရင်ပြုံးနေ။အဲ့ဒါပညာပေါ်ငနှောရဲ့ ကလေးကိုအမေကြီးလိုက်တော့ဘာတက်မှမပြက်ဘူးသူတို့ကကလေးကိုလေတိုက်ချက်ပြစ်ထားကြပုံရရဲ့လေစိမ့်မိပြီးကိုဘူးဖျားနေတာနွေနွေထွေးထွေးတိတ်ပြီးမအိပ်ရင်ငွေနဲ့အုံလိုက်ရင်ပြောက်မှာပဲလို့အမေတိတာပေါ့ဒါပေမဲ့လူစိမ့်ဆိုတာတမျိုးကွဲ့တခုခုတော့လုံလိုက်ရမှအကျဉ်းနဲ့ကြတာဟုတ်လားတဟာကြောင့်မလို့တော်ရှိလို့တော်ရှိတငယ်ရှစ်ရက်ရှစ်လရှစ်နှစ်သားကိုဖန်ဆာတက်တဲ့မေတာယူနဲ့ကိုပူဇော်ခိုင်းလိုက်တာပဲကြည်နေလက်ပြန်မိချမ်းမုံရဲ့ကလေးနေကောင်းလာလိမ့်မယ် ကလေးကိုစေးတမုံရှာမပို့လိုက်ရဘူးစုပ်တချက်မပေါင်းလိုက်ရဘူးစီတဆွရင်မတက်လိုက်ရဘူးအကောင်ပကတိထပြေးနေတဲ့မကျန်းမုံရဲ့သားလေးကိုကြည့်ရင်မောင်နှော့တယောက်ကောင်းကောင်းကြီးသဘောပေါက်လာခဲ့တယ်မအိတ်စီကတည်းမကကို့ညံကို့စွမ်းရှိသလောက်စင်စါတွေးကြော်တက်လာခဲ့တယ်ဓလီပေါအစုဝေးကြီးကိုတပားစီပိုင်းခြားစိတ်ပြာကြီးတက်လာခဲ့တယ်ငါတနဲ့ရှိရှိကမိဘဘိုးဘွားအစဉ်ဆက်တွေတုန်းကတော့ရောဂါဝေဒနာများတစ္ဆာဆူယုံနဲ့ပျောက်တဲ့မင်းလဲကြားမှုသားပဲ ဖျားလောင်သူဝနတာမတို့များမျှစိတ်တင်တာတောင်းမိဘနှစ်ပါးလှုပ်ကြွေးသမှုပြုခဲ့တဲ့ကောင်းမှုကုသိုလ်ကိုတိုင်တဲ့တစ္ဆာပြုလိုက်တာနဲ့သားရွှေအိုးထန်းလာတာကိုမရတဲ့ခင်ဆက်ရတယ်မဟုတ်လားအေးတမူလမင်းသမီးဆိုရင်လည်းဒီလိုပဲလင်သားပေါ်မှာထားရှိတဲ့မဖောက်ပြန်သောတစ္ဆာတရားကိုတိုင်တဲ့လိုက်တော့ကုဋ္ဌနုနာများဆွဲကဲ့နေတဲ့လင်သားမှာတမူလရဲ့တစ္ဆာတရားကြောင့်ယောဂါဇူကြီးပိတ်ကြွေရဲ့ရင်မတင်ကင်းစင်လွမြောက်ရတယ်အင်းဒီတော့ကတော့လူတွေက ဂျန်နာသုံးပါးဂုံကျေစုတိကြတာကိုအကျင့်တီလာလဲကောင်းကြတယ်တတော်အချင်းချင်းတူးနဲ့တူးဂျန်နာစိတ်ထားကြတာကိုကွယ်နောက်တော့လူတွေဟာအကျင့်တီလာတွေယိုယွန်းလာကြတော့ဇေယိုင်မြကြန့်လာကြတာကိုတူးကိုတူးစာနာထောက်ထားတဲ့တဲ့မြစ်တာစေနာတွေယော့လာခဲ့ကြတယ်ပြီးတော့တစ္ဆာဆိုယုံနဲ့မရတော့ဘူးယောဂဝေနာရဲ့လိုးမှဆွဲကက်လာရင်မြက်တရိုးစာစီတဆက်ရက်မှပျောက်တော့တာဟောခုခင်များတော့ကွယ်လူတွေကတစ္ဆာမရှိ ဂရိမတီဖောက်ပြန်လုံအားကြီးလာကြတော့နွေမြက်တစ်ပင်တောင်ဆေးဘဲဝင်ဖို့ခက်ခက်ခဲ့ရဲ့အေးလေဘာပဲဖြစ်ဖြစ်ကိုကတောင်မဖောက်ပြန်နဲ့တမားတို့ဆောင်စည်းအပ်တဲ့ဒီလတီတီကြီးကြီးစဉ်းစားဆုံးဖြတ်နိုင်တဲ့တမားဒီတမားကောင်တယောက်ရှိသင့်ရှိအပ်တဲ့ပညာဒီတိတ်ခါတုံမနဲ့ပြည့်စုံအောင်စူးစမ်းအားထုတ်ကြွယ်အမေစကားကိုမြေဝဲမကြမသားနာယူရင်းစိတ်ကူလာတဲ့ဆရာကြီးတော်ရဲ့စီးပညာသက်တမ်းတောင်ရှိရောပေါ့နှစ်လင်း90လောက် ဆရာကြီးတော့ကင်ခဲ့တဲ့ယောဂဝိနာပေါင်းကလည်းစုံလာပြီပန်းနာရင်ကျဲမီးရက်ဒူလာသွေးတကူလေးတကူကိုယောင်ဥယောင်ငန်းဖြာပလိဖြာမြက်ဖြာအတဝါကအစအစိတ်တောက်ဖြစ်လို့မျိုးလုံးပြူးမျက်စံပြူးနဲ့အေးပေါ်ရောက်လာတဲ့တဲ့တေကောင်ပေါင်းလဲလူနာတွေအစုံကုခဲ့ရပေါင်းများခဲ့ပြီ လူတွေကဆေးလိုက်တယ်လို့ပြောလဲပြောကျင်စရာဆရာကြီးတော့ကုခဲ့သမျှလူနာတွေသူ့လက်တွေမှာအသေးပြောက်ရဲလို့မရှိသလောက်ပြီကို အင်မတန်အေးဆေးရောင်ရဲလွန်လာတဲ့ဘိုလ်ကုန်းရွာလေးတဲကိုဗီဒီယိုတက်တာပုံကြီးစယူလာခဲ့တဲ့နေ့ကတရွာလုံးအုံအုံကျွကျဖြစ်သွားလိုက်ပုံများရွာပြားဝဲထက်တောင်စီသေးရဲ့ပဲပွဲစားကိုဆန်အိုးကရွာကလေးတဲ့ဗီဒီယိုယုံထောင်မလို့တဲ့ဆိုတဲ့တဲ့င်းကလည်းပိုင်းနိုင်ဆက်ဖို့ပေါ်စီစဲကြသလိုပြန့်နှံ့သွားလိုက်ပုံများတောထဲလဲထိုးနေတဲ့လူကလည်းထုံနှုံးပေါ်ကခုန်ချပြီးကိုဆန်အိုးရဲ့အိမ်ကိုဒုံဆိုင်ပြေးကြည့်တယ်။သမီးအိုးတဲ့ရင်ကလေးနှုတ်တိုက်ရင်ပဲနွားနေတဲ့အင်ရှင်မတွေရော ွားเจ้าရင်ထင်းခွေနေကြတဲ့ကလေးတွေရောအာလုံးကိုစံအိုးအိမ်ရှိမှာပြုံခဲလို့တညက်ခဲကိုပရွက်စိတ်အုံနေတဲ့အတိုင်းအိုကြီးအိုမနဲ့ရွာတောင်ပြားကဖုန်ကြီးเจ้าကိုတောင်ဝေးကလေးတလန်းချင်းထောက်ပြီးဥပုံနေကလေးမနေသွားနေရတဲ့ဘိုးလာဘော်ကြီးတောင်ရောက်နေသေးတာ။ကဲကျုပ်တို့ရွာအောက်တန်းနောက်တန်းကြလွန်းလို့ဘဟုတုတနေကြလွန်းလို့ကျုပ်ကစေနာနဲ့ဘူရိုပုံးလေးဝင်လာခဲ့တဲ့ဗျာ။ဒီကနေ့ညတော့အလကားပြလိုက်အောင်မဲဗျာ။ နောက်ညတွေများတော့ကျုပ်အတွက်ဘက်ထရီသွင်းကားလေးရအောင်ခင်ဗျားတို့ကမျှခင်ကြပါဗျာဟုတ်ပြီလားကဲနမူနာကြည့်သွားကြအောင်ပွဲစားကိုစံအိုးကဘက်ထရီအိုးကလစ်နဲ့ညက်ခလုတ်ကလစ်နှိမ့်လိုက်တဲ့ဆိုရင်ပဲဗီဒီယိုပုံကြီးရဲ့ဖန်သားပြင်ပေါ်မှာရောင်စုံရုပ်တွေတရွာရွာနဲ့ပေါ်လာတော့တာပါဒါကိုပဲတရွာလုံးပါဇက်ဟောင်းလောင်းနဲ့ငေးလိုက်ကြတာများပါဇက်ထဲခဲပြည့်သွင်းတာတောင်တိလိုက်ကြမှာမဟုတ်ဘူးရောင်စုံရုပ်တွေကတလုံးလုံးတရွာရွာနဲ့ဖြိုးကနေဖြက်ကနေကို အငိမ့်ပွဲဆက်ပွဲတောင်တရော့တရွာလိုက်ကြည့်ကြရတဲ့ဘိုးကုန်းရွာသူရွာသားတွေအဖို့စမ်းကျင်လွန်လာတဲ့တစ်တာဘုံကြီးကိုပစစ်ဒူးများတုံးလို့ရိုတည်နေလိုက်ကြပုံများညရောက်တော့ကိုစံအိုးအိမ်တလင်းနဲ့တရွာလုံးလူကုန်ခဲလို့တဲလို့အုံကနေရေလိုက်ကြဟာကနေအော်လိုက်ကြရွှေကနေလက်ခောက်မှုတ်လိုက်ကြနဲ့ခါတိုင်းဆရာတော်ကျောင်းကဖျားဝတ်တဲ့အပြီးအမြအတန်းဝေတဲ့ကြီးစီတန်းတောင်အဲ့ဒီညကဘသူမှတာဓုခေါ်လိုက်မိကြဘူး ရွာလယ်ပိုင်းကဆရာကြီးနှောကမြပရိတောင်ဖြောင်းပြောင်းမစိရဘူး။ကိုစံအိုးအိမ်ကဆရာကြီးအိမ်နဲ့ကဲရဲဆိုတော့စူးစားပြီးစိတ်ပင်မဲ့ခါတိုင်းညတွေလိုတမာတိမရတာတော့အမှန်ပဲ။ခါတိုင်းဂုံတော်တထောင်အမှုလုံပရိလုံစိတ်နေကြပေမဲ့ဒီကနေ့ညတော့တပြန်တောင်အနေစိတ်ယူလိုက်ရတယ်။နောက်ညတွေကျတော့ပိုလို့တောင်ဆိုးလာတယ်ပြောရမလားပဲ။ပထမတကားပြီးသွားတော့ညတစ်ဝက်ကျိုးလာပါပြီ။နောက်တကားဆက်ပြတော့တက်ကြီးကောင်းချစက်တွန်တန် ချက်တွန်တန်တောင်ကြားလိုက်ရပြီဆရာကြီးတော့အဲ့လိုမပြောနိုင်သေးဘူးဒီလိုသာညစဉ်ရဆက်ဆိုရင်ခက်ရတော့မယ်မဟုတ်လားမနေ့လင်းတော့ရွာရှိကစာတင်ကျောင်းလေးစီဆရာကြီးတော့ရောက်သွားတယ်ဆရာလေးကိုပါအေးကကျောင်းကိုငလာစဘူးအလာထူးတဲ့ဆရာကြီးတော့ကို ပြပြတလဲစီးကြူရှာတယ်ကြောက်ပါဆရာကြီးကျွန်တော်လည်းအစည်းအဝေးရှိလို့ကြီတော်ကုန်းသွားနေတာနဲ့ဒီကနေ့မှပြန်ရောက်တယ်ဆရာကြီးစီတောင်နေဝက်လောက်ရှောက်ခဲ့မှုခါ ဆရာကြီးတော့ကဘာမှမပြောသေးပဲကွန်းတရာထုတ်ွားလိုက်တယ်။ပြီးတော့စာတင်ကျောင်းလေးတဲကိုမျက်လုံးဝှေ့ကြည့်ရင်ဆရာကျောင်းကကျောင်းသားနဲလာကြည့်လားလို့ပြောတော့ဆရာလေးကိုပါအေးကပြောချင်ရဲ့လက်တို့စကားဆတော့တာပါပဲ။အဲ့ဒါဟာပြောမလို့ပဲဆရာကြီးရဲ့ကျွန်တော်ကျောင်းကကလေးတွေညဗီဒီယိုကြည့်ကြလို့အိတ်နေကြတာလေဗျာ။တရက်ကနေ့ရက်ဆိုရင်ခက်ရကြည့်ရဲ့ဗျာ။ကျွန်တော်ပြင်ဘလို့လောက်ရမှန်းမသိလို့ဆရာကြီးနဲ့လာတိုင်မင်မလို့ဟာ။ ခတ်တော့ခက်သားဆရာလေးရဲ့ခစ်ကဖြစ်လာတော့မောင်စံအိုးကိုလည်းအပြစ်မဆိုတာပေဘူးကျုပ်တို့ရွာကမှအရောက်ပေါက်နောက်ကြသေးတယ်အခြားရွာတွေများဒါမျိုးတအိမ်တလုံးဆိုတလောက်ကိုအေးလေအစမို့ထင်ပါရဲ့နောက်တော့လေသူ့ဘာသူဖြစ်သွားကြမှာပါတီးခံဆောင်ကြတာပါဆရာကြီးတော်တို့စကားကောင်းနေတော့မှာပဲရွာတွေက လူတယောက်စာတင်ကြောင်းပဲမော်ကြီးပန်းကြီးပြေးလာတယ်တော်တယ်ချင်းခုရင်ပေသည်တယောက်ဘိုးထီလိုတဲ့ ဆရာကြီးတော့လဲစကားတောင်လက်ဆက်မတက်ရသေးဘူးလူနာရှိရာကောက်ကငင်ကလိုက်လာခဲ့ရတယ်ဆရာကြီးတော့ရောက်သွားတော့ပိုးတီထားတဲ့ပေသည်ပစက်ကအမြုပ်တွေတစီစီထားလို့ကဲဟေးငါအိမ်နောက်ဘေးကကစုံရွက်သွားခုကြည့်စမ်းစိတ်ပြီးယူခဲ့อืมဒီကနေ့ဘာနေများပါလဲအင်္ဂါနေ့ဆရာကြီးอืมအင်္ဂါနေ့တရာအေကကျမတွေအုံးစီနှောင်းတရောတန်တာအဆွေသုံးချောင်းရှိတဲ့မွေပဲမွေစိုးဟဲ့ပြောရဲဆိုရင်ဆရာကြီးတော့က ကိုက်လိုက်တဲ့နေရာကိုစမ်းကြည့်တော့အေးဆန်နေလို့မပွေးလို့မှတ်လိုက်တယ်။အင်္ဂါနေ့ဝေစိကခါရုပ်အစ်စ်ကြားမှာနေတယ်။ခုမှရပါမလားလို့ဆရာကြီးနော်တွေးတယ်။ဒါပေမဲ့သူတသက်လုံးကျင့်သုံးခဲ့တဲ့သီလ၊တမာတိ၊ပညာ၊သိက္ခာသုံးပါးကိုရုံယုံကြည်ကြည်ထားပြီးစေကုရှာတယ်။ကစွန်တတုရေတိုက်ပြီးတော့ဆရာကြီးနော်ကမြောက်ရက်ကိုမျက်နှာမူလိုက်တယ်။အုံတက်ကတန်ဟီလီ ဟီလီဆဲရဆဲရ 38အုပ်မန်းနဲ့မှုတ်တယ်ငွေစိတ်ကိုဆွဲချတယ်ပေတိမျက်လုံးပွင့်လာတော့ဆရာကြီးနှောင်းအားတက်သွားတယ်ပုံရည်ကိုထမင်းနဲ့စားထဲ့ကြိုစမ်းဂျင်းနဲ့စားရောကျိတ်စမ်းဟဲ့လင်းနေမြရသလောက်သွေးစမ်းများများတယောက်ကဝါရက်သွားခုကျေစမ်းထုံးနဲ့ရောရအောင်စေးကိုတမျိုးပြီးတမျိုးတိုက်တယ်ပါဇက်ကလည်းတွတ်တွတ်ရွတ်တယ်အုံကောက်တာတန်ကုန်ကောနာကုန်ကတပဂေါရမအရိမ့်မစ်တေယရှင်စောချူလောဝတဝရော ဗောဓိရှိတံညံတော်ရှင်ပါ။အိုဖျား၊အိုတရား၊အိုတန်ကာ။အရေတော်ကရွှေစင်အလား၊ကူးကောင်းတော်ကမြစ်မိုတောင်၊မျက်လုံးတော်ကဗဒမြားအယောင်၊ရှာတော်ကတန်လျက်ထားသည်။လမောင်းတော်တစ်ဖက်ကဆက်နံစင်မီအစွဲသည်။အုံဖျားတကိုယ်တော်၊တရားတကိုယ်တော်၊တန်ကတကိုယ်တော်။ထိုးလည်းမဝင်၊ခုတ်လည်းမရှ၊ဖမ်းလည်းမမိ၊ပြစ်လည်းမမန်၊ခံလည်းခံနိုင်စေသည်။ဆရာကြီးတော်ရဲ့ရွတ်တံဖက်တံမဆုံးခင်မှာပဲပေသီးတယောက်ဆန်းဆန်းကြီးအသက်ထွက်သွားခဲ့ပြီ ပေဒီရဲ့အလောင်းကိုငေးကြည့်ရင်ဆရာကြီးနော်ကိုတိုင်းတောင်တအံတော ဖြစ်လို့သူစေးကူးခဲ့တဲ့နှစ်ပေါင်းများစွာအတွင်းမှာပေဒီဟာကုလျက်တန်လန်ကပထမဆုံးတည်ဆုံခဲ့တဲ့လူနာမဟုတ်လားပေဒီတည်ဆုံပြီးနောက်မှာတော့ဆရာကြီးနော်ကိုရွာကတီတူတီတူလုံလာခဲ့ကြတယ်ဆရာကြီးနော်ဟာအသက်ကြီးလာလို့ပဲညံနေလာတယ်လို့လို့စေးပဲမလိုက်တော့တယ်လို့ပြောလာကြတယ်ပေဒီနောက်ဆရာကြီးနော်ကယ်ခဲ့တဲ့လူနာတွေထဲမှာ ခါတိုင်းလိုအားလုံးဖက်မတင်ပဲတယောက်စနှစ်ယောက်စ အဖိတ်စင်ကလေးတွေရှိလာတော့ဂျွာကယုံကြည်နေတဲ့ထက်နေလာခဲ့ကြတယ်။ဂျောကမို့နည်းနည်းကြီးတဲ့ထင်ရင်ဆရာကြီးနော့လမ်အချင်ကြတော့ဘူး။တဲပေါ်တင်ပြီးမြို့ကိုတကန်တကားတက်ခုကြတယ်။အခုတော့လဲဘုကုံးရွာလေးဟာကားလန့်နဲ့အရောက်ပေါက်တွေရှိလာခဲ့ကြပြီ။ရွာထဲမှာလူရည်လေတွေစပိန်စီးပြီးမြို့ကိုထိုးထိုးပေါက်သွားကြလာကြတဲ့သူတွေများလာခဲ့ကြပြီ။ ဂျွာကကိုတောင်းဖေစာအင်ယောဂာနဲ့ဘိုက်ခွဲပြန်လာတဲ့နေ့ကဆရာကြီးတော့ကလူမှုရေးအရာလူမှမာသွားမေးရှာတယ်။ဘိုက်ကြီးပေါ်မှာကင်းစီများလို့ကလန့်ဖြက်ချုံယုံယောင်ကြီးကိုမြင်လိုက်ရတော့ဆရာကြီးတော့မှအလန့်တကြားဖျားတောင်တမိတယ်။နှစ်ရက်သုံးရက်လောက်စားမဝင်အိမ်မပျော်ဖြစ်ခဲ့ရသေးတယ်။တရားလဲအတော်ကြနေမိတာပါပဲ။음လူတွေလူတွေမိဘကမွေးတဲ့အတိုင်းအကောင်းပကတိမဟုတ်ရှာကြတော့ပါလား။လက်ချောင်းလေးဓာရှာတာတောင်နာသေးတာ။ ုခမညာဖိုက်ကြီးဓာတ်နဲ့အခွဲခံရတယ်လို့အေးလီ အသက်မသေးတာကံကောင်းပေါ့တရဝါပေါင်းကျမ်းမာကြပါစေချမ်းသာကြပါစေဆရာကြီးတော်ကမြစ်တာပူရင်နဲ့သူ့အမေဖွားရွှင်မြေပြောသွားခဲ့တဲ့စကားတွေကိုနားတယ်ပြန်ကြားရောင်းနေမိတယ်ရှင်းရှင်းကလူတွေဟာဖျားမန်တရားမန်တီးကြတယ်အကျင့်တီလကောင်းကြတယ်ဂတိသစ္စာတည်ကြည်ကြတယ်တူးကိုတူးစာနာထောက်ထားကြတယ်ယောဂဝိညာဉ်များတစ္ဆာဆိုယုံနဲ့ပျောက်ကင်းနေဆိုတာကိုပါ နောက်တနေ့လောက်နေတော့ဆရာကြီးနှောစီကိုလူနာတယောက်ရောက်လာတယ်။အဲ့ဒီလူနာကတော့ပဲပွဲစားကိုစံအိုးပါ။မြို့တက်ပြီးစိတ်ကူတာမရလို့ဆရာကြီးနှောစီရောက်လာခဲ့တာပါ။လူလဲလူရုပ်မပြီးတော့ပါဘူး။ဆရာကြီးနှောတောင်လူနာရဲ့ရုပ်နေရုပ်သားကို မနေ့ကြီးဖမ်းယူရတယ်။အယိုးပေါ်အရေးတင်ပြီးပါဆက်နာဆက်တွေကြာကျင်နိုင်ကြနေတဲ့ဝချမ်းတချောင်းလိုကိုစံအိုးကိုဘာယောဂရဲ့လို့အမည်တရမှန်ဆရာကြီးနှောမသိရှာဘူး။ ကိုစံအိုးကတော့ချောင်းတွေတခုကိုဆိုးဝမ်းနေတယ်ဟောသွားနဲ့ရိုးပေါ်ရေးတင်ပိန်လာလိုက်တာပိန်လာလို့တောင်အမြင်တက်လို့ရကောင်းရဲ့မောင်စံအိုးဆရာကြီးကိုဘယ်နဲ့မှမအောင်မိနဲ့မိယောဂါကိုဆရာကြီးညံမမိဘူးကွယ်ဆရာကြီးတက်သမျှမတက်မျှကျန်းစုံအောင်ရှောက်ကြည့်ပြီးပါပြီခုကျင်လို့မဟုတ်ပါဘူးကွယ်ဆရာကြီးမကုတက်ရုံအမှန်ပါဖရာတရားတန်ကယန္နာသုံးပါးကိုတောင်ကိုကိုွယ်စီကွယ်ကွယ်နော် ကိုစံအိုးကိုမျက်နှာလွဲခဲ့ပြီးတဲ့နောက်ပိုင်းဆရာကြီးနှောလဲစေးသိမ့်မကူပြတ်တော့ပါဘူး။ရွာတောင်ပြားကဘုန်းကြီးကျောင်းမှာပဲနေရောညပါတရားအထုတ်ရင်တတဝါအပေါင်းကိုအဝေးကမြစ်တာပို့ယုံကလွဲလို့ဆရာကြီးဘာမှလဲမလုပ်တော့ပါဘူး။ယောဂါတွေကစမ်းလာပြီးမဟုတ်လား။သူ့အဖိုးဆရာဆိုင်တုံးကယောဂါမျိုးတွေမဟုတ်တော့ဘူး။သူ့အမေဖွားရွှေမြစ်တို့တုံးကယောဂါမျိုးတွေမဟုတ်တော့ဘူးလေ။ ဆရာကြီးတော့လိလာတက်ကြမ်းထားတဲ့တက်ကြမ်းစည်းကမ်းတွေနဲ့မပါတဲ့ယောဂဆန်းတွေကို သူလဲပါမှန်းမသိတော့ဘူးမဟုတ်လားပေပွဲစားကိုဆန်းဦးမျိုးကကူးလာတဲ့ယောဂဆန်းကိုပါမှန်းမသိလို့ဆရာကြီးတော့လက်ဆောင်ခဲ့တာတောင်ခက်ကောင်းကောင်းရဲ့တပတ်လောက်နေတော့အဲ့ဒီပိန်နာနဲ့ပဲကိုဆန်းဦးသုံးသွားရှာတယ်ကိုဆန်းဦးမရှိတော့ပေမဲ့သူ့ဗီဒီယိုရုံကတော့ကြာတော့ကိုဆန်းဦးလိုပေပွဲစားနွားပွဲစားဆိုတဲ့ပွဲစားတွေလည်းဖိုးကုန်းမှတယုံယုံ ဂျင်မနီကုမ္ပဏီပေမဲ့အခုဆိုဘိုးဘုံရွာလေးတဲ့အထိထော်လာကြီးတွေတုံးဝုံနေ။ငကူကဖုံထူတဲ့ရွာလေးကတော့ဖုံငွေတွေတလုံးလုံးပေါ့။ခုတော့ဆရာကြီးနှောကိုတိုင်းတောင်ွယ်လွန်ခဲ့တာကြာခဲ့ပါပြီ။လူကြီးနာပေါ့။ကိုစံအိုးအပါဝင်ရွာကလူတော်တော်များများတင်ကြိုင်းနဲ့ရောက်နေကြတာများလားပေါ့။အရင်ကပြင်းစရာကောင်းတယ်ဆိုတဲ့တင်ကြိုင်းကအခုများအုပ်ပူတဖွေးဖွေးနေပါ။ဘိုးဘုံရွာကလည်းစီကားလာတာကြာပါပြီ။ဗီဒီယိုယုံတောင်၄-၅ယုံရှိနေပါပြီ။ မြို့နဲ့ရွာများအိမ်ဦးနဲ့ကျန်းပြင်ကူးလူနေလိုက်ကြပုံများဝိတ္တာစားတာလဲပြောင်းကုန်ပြီနေတာထိုင်တာလဲပြောင်းကုန်ပြီတွေးတာခေါ်တာလဲပြောင်းကုန်ပြီဘိုးကုန်းရွာမှာဆရာဆိုင်ဖွားရွှေမြေဆရာကြီးနှောရဲလို့ဓာတ်ထက်စင်ဆေးဆရာကြီးတွေရှိခဲ့ဘူးတဲ့ဆိုတာတောင်ရွာကမိကုန်ကြပါပြီတစ္ဆာကလေးနဲ့ဆေးကုတဲ့ဆိုတာဒီခေတ်ရုံလောက်ဆရာမှမရှိတော့တာကို စုထူးပန်ဆရာကျော်ဤလော့ကီပညာပရိသတ်ကျမ်းမှအချက်လက်များကိုရယူပါသည်မန္တလေးစီတက္ကသိုလ်250ရွှေရတုအထိန်အမဲ့2004ခုနှစ်နားစီပေးခဲ့ကြသောတော်လန်ပြည်သူကလစ်ကာပေါင်းဘေးကင်းလုံခြုံကြပါစေရှင်